အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေဒီနေ့ဘာတွေလုပ်ဖို့စီစဉ်ထားလဲဒီနေ့တနေ့ကိုဘာတွေလုပ်မလဲချဉ်ထားတာတော့ရှိလားโอเคအဲ့တော့ကျွန်တော်တို့နေတိုင်းနေစာဒူဝလုပ်နေတဲ့အလုပ်တွေထဲမှာ အကုန်လုံးကတူညီတဲ့တံပိုးမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့အချမ်းမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေထဲမှာနေစာဒူဝကျွန်တော်တို့လုပ်နေတဲ့အရာတွေထဲမှာတံပိုး၄မျိုးရှိတယ်နံပါတ်၁တံပိုးကတော့ကျွန်တော်တို့ဘာလဲဆိုတော့0ဒေါ်လာ value လို့ခေါ်တယ် လုတ်တယ်ဒါပေမဲ့အဲ့ဒီအလုတ်တွေကအဲ့ဒီလုတ်နေတဲ့အရာတွေကတန်ဖိုးမရှိဘူးနော်နန်ကတိတောင်ဖြစ်သွားနိုင်သေးတယ်အနှုတ်လက္ခဏာတောင်ပြသွားနိုင်တယ်တန်ဖိုးရှိတဲ့အရာတွေနောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့ low dollar value လို့ခေါ်တယ်တန်ဖိုးတော့ရှိတယ်ဒါပေမဲ့တန်ဖိုးနည်းတဲ့အလုတ်တွေနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့ high dollar value လို့ခေါ်တယ်တန်ဖိုးကြီးတဲ့အလုတ်တွေနော်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့ lifetime value လို့ခေါ်တဲ့တသက်တာအတွက် တန်ဖိုးရှိမဲ့အလုပ်တွေခုနကကျွန်တော်ပြောပြပြီเนาะအဲ့တော့လေးမျိုးကမတူအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေရောကိုယ့်ရဲ့တနေ့တာလုပ်နေတဲ့အထဲမှာအော်တံမိုးမရှိတဲ့အရာတွေကိုလုပ်နေတာလားတံမိုးနေတဲ့အရာတွေကိုလုပ်နေတာလားဒါမှမဟုတ်တံမိုးမြင့်တဲ့အရာတွေကိုလုပ်နေတာလားဒါမှမဟုတ်တဘောအလုံးအတွက်တံမိုးရှိမဲ့အရာတွေလုပ်နေတာလားဒါကိုကျွန်တော်စီစဉ်ဖို့လိုတယ်အဲ့တော့ထားပါတော့ကျွန်တော်တို့က0ဒေါ်လာ value ဆိုလို့ရှိရင်တော့တနေကုန်ထိုင်ပြီးတော့ gain ဆောင်နေတာမျိုးတနေကုန်ငွေချင်းနေနဲ့လျှောက်သွားနေတာမျိုး ဒါဒီကျွန်တော်တို့ပါလဲဆိုတော့0ဒေါ်လာ value လို့ခေါ်တယ်။လုံးတော့လုံးတယ်ဒါပေမဲ့တန်ဖိုးမရှိဘူး။နော်အဲ့တော့ low ဒေါ်လာ value ဆိုတာကတော့ပါလဲဆိုတော့ကိုမလုံးလည်းရတယ်။နော်တခြားလူကိုခေါ်ပြီးတော့မှငွေနည်းနည်းလေးနဲ့ပေးပြီးတော့မှခိုင်းလို့ရတယ်။ဒါပေမဲ့ဘာလို့လဲဆိုတော့သူများကိုငွေမပေးခြင်းတဲ့သူကကိုကိုတိုင်းလုံနေတာ။ high ဒေါ်လာ value တော့ရှင်းတယ်။အဲ့တော့ကျွန်တော်တို့ကငွေများများရမယ်ဒါမှမဟုတ်တန်ဖိုးကြီးကြီးမားမားရမယ်အရာတို့ကျွန်တော်တို့လုပ်တာ lifetime value ကတော့အလုံးသိတဲ့အတိုင်းပဲကြာမကြီးကောင်းအောင်လုပ်တာတို့ ို့ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်တာတို့နောက်ဘုရောမှာကိုယ့်ရဲ့ပညာရက်တွေနော်ကိုယ့်ရဲ့ဉာဏ်ပညာတွေတိုးတက်လာဖို့အတွက်ပညာရက်တွေကိုလေ့လာနေတာတို့မိသားစုနဲ့အချိန်တွေပေးပြီးတော့မှနေထိုင်တာတို့ relationship ကောင်းအောင်တည်ဆောက်တာတို့ဒါဒီကျွန်တော်တို့ပါလဲဆိုတော့ lifetime value လို့ခေါ်တဲ့တဘောလုံးအတွက်တန်ဖိုးရှိမယ်ရတယ်အဲ့တော့မအောင်မြင်နေတဲ့သူတွေမပျော်ရွှင်နေတဲ့သူတွေကကြတော့ဘာတွေကိုအများဆုံးတဏီကုန်လောက်ကြလဲဆိုတော့0 dollar value လို့ခေါ်တဲ့တန်ဖိုးမရှိတဲ့လုပ်တွေနဲ့ low dollar value လို့ခေါ်တဲ့ တံပိုးနဲတဲ့အရာတွေကိုအများကြီးလောက်ကြတယ်เนาะအဲ့တော့အောင်မြင်နေတဲ့သူတွေပြောရှင်နေတဲ့သူတွေကြတော့ဘာလောက်ကြလဲဆိုတော့ high dollar value လို့ခေါ်တဲ့တံပိုးကြီးတဲ့အရာတွေနဲ့ lifetime value လို့ခေါ်တဲ့တစ်သက်လုံးအတွက်တံပိုးရှိမဲ့အရာတွေကိုအများကြီးဖိပြီးတော့မလောက်ကြတယ်အဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေရောကိုကဘယ်အရာတွေကိုအများဆုံးလုံးမိနေသလဲအဲ့တော့0ဒေါ်လာတွေလား low dollar တွေလား high dollar လား lifetime value လားဒါတော့ကျွန်တော်တို့ကနေ့တိုင်းပြန်လည်သုံးသပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လေထားပါတော့ကျွန်တော်ရုံးမှာကျွန်တော်က low dollar value လို့ခေါ်တဲ့เนาะတန်ဖိုးနည်းတဲ့အရာတွေနဲ့အချိန်ကုန်သွားမယ်ဆိုလို့ရှိရင် high dollar value အဲ့တော့အဲ့ဒီတော့ကျွန်တော်အချိန်ပေးနိုင်မှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တို့ high dollar value တွေပါလဲဆိုတော့ကျွန်တော် content တွေ create လုပ်တယ်စာတွေဖတ်တယ်သင်တန်းတွေကျွန်တော်တက်တယ်စာတွေရေးတယ်သင်တန်းတွေပြန်ပေးတယ် coaching session တွေပေးတယ်ဒါတွေဒီကျွန်တော်တို့ high dollar value တွေ အဲ့တော့ကျွန်တော်ဂျင်ဆော့တယ်နော်ကျွန်တော်ဂျင်ဆော့တယ်ကျမ်းမာရေးလိုက်စားတယ်ကိုယ့်ရဲ့အခြေအနေကိုမပြုံးတိအောင်ကျွန်တော်လုပ်တယ်စိတ်ပိုင်းဆိုင်ရာညင်ညမ်းလာဖို့အတွက်ကျွန်တော်လုပ်တယ်ဒါတွေဒီကျွန်တော်အတွက် lifetime value တွေကျွန်တော်ကတော့ high dollar value နဲ့ lifetime value မှာကျွန်တော်ရဲ့အခြေအနေကိုအများဆုံးသုံးတယ်ဒါပေမဲ့တစ်ခါတလေရောတဲ့0 dollar value နဲ့ low dollar value တွေကိုကျွန်တော်လုပ်တာရှိတယ်အဲ့တော့ကိုယ်ဒီအောင်မြင်နေတဲ့တိုးတက်ကြီးပွားချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့ခုနကနှစ်ခု high dollar value နဲ့ lifetime value ကိုကျွန်တော်အများဆုံးလုပ်နိုင်အောင်စူးစမ်းပါ အဲ့ဒါဆိုလို့ရှိရင်ကိုဒီမကြခင်မှာအောင်မြင်တဲ့သူတွေကြီးပွားချမ်းသာတဲ့သူတွေဖြစ်ပါလိမ့်မယ်။ဒီကြောင့်အရင်ကနေဗီဒီယိုမှာအခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိဆွေတွေအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အကျိုးစုံတွေရတယ်ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပြပါဦး။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလင်းအောင်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။